မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရနေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တန့်ဖို့ပါတီကရွေးကောက်ပွဲတော်မကျင်းပရသေးပေလွတ်တော်အမတ်28နေရာမပြိုင်ပဲအနိုင်ရရှိကောင်းအနိုင်ရတန့်ဖို့ပါတီရဲ့လွတ်တော်အမတ်တွေကိုလည်းလုံခြုံရေးအထူးပြုစိုက်ဖို့ညွှန်ကြားနေပါတယ်ရွေးကောက်ပွဲအတုကိုအမွန်တင်တော်လန်ရီကိုပုံဖြတ်ထားတဲ့ဇာတ်ကားနဲ့စစ်တပ်ရဲ့ဝါရဖြန့်မှုကိုကုညီပုံဖော်ပေးတဲ့သရုပ်ဆောင်တွေပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတဲ့သတင်းပါဝင် နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖက်စစ်တပ်လက်အောက်ခံကြံဖို့ပါတီကရွေးကောက်ပွဲတော်မကျင်းပရသေးပေမဲ့လွတ်တော်အမှတ်28နေရာကိုမပြိုင်ဘဲအနိုင်ရရှိသွားပြီလို့ကြံခိုင်ပါတီသတင်းရင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။လာမယ့်ရွေးကောက်ပွဲမှာကြံဖို့ပါတီကအမှတ်လောင်းရည်အတွက်2018ရောက်ရှောက်လွှာတင်သွင်းပြီးအများဆုံးရှင်ပြိုင်ပြရာမဲဆန္ဒနယ်28ခုမှာ ကျန်းဖို့ပါတီနဲ့ရှင်ပြိုင်မဲ့အမတ်လောင်းမရှိတဲ့အတွက်အလိုအလျောက်ကျန်းဖို့ပါတီကကိုယ်စားလှယ်လောင်းတွေကအနိုင်ရရှိသွားတာလို့သိရပါတယ်။ဒါအပြင်အနိုင်ရထားတဲ့အမတ်တွေအားလုံးမိမိတို့လုံခြုံရေးတတိထားဖို့နဲ့နေမည်စိတ်မချရတဲ့အတွက်နေပြည်တော်ကိုလာရောက်နေထိုင်ဖို့ကိုလည်းအသိပေးထားတာတွေရှိတယ်လို့လဲကျန်းခိုင်ပါတီသတင်းရင်းမြစ်ကရှင်းပြပါတယ်။ကျန်းဖို့ပါတီကအလိုအလျောက်ပြိုင်ပတ်မရှိဘဲအနိုင်ရရှိသွားတဲ့မဲဆန္ဒနယ်တွေမှာတော့ရွှေကူမြို့နယ်၊မန်စီမြို့နယ်၊နောင်မွန်မြို့နယ်၊မင်းကင်းမြို့နယ် ကောလင်းမြို့နယ်တမူးမြို့နယ်ဘူးတလင်းမြို့နယ်မော်လိုက်မြို့နယ်ကဏီမြို့နယ်ဝင်းသူမြို့နယ်စလင်းကြီးမြို့နယ်ရေဦးမြို့နယ်ရေပြူမြို့နယ်လောင်းလုံးမြို့နယ်တရချောင်းမြို့နယ်ဖေကုံမြို့နယ်နဲ့မမန်းမြို့နယ်မိုးနယ်မြို့နယ်နဲ့ကြောင်မဲမြို့နယ်တို့ပါဝင်တယ်လို့သိရပါတယ်စစ်တပ်ရဲ့ရွေးကောက်ပွဲဥပဒေအခန်းကို ပုံမှန်41ကကြီအရမဲဆန္ဒနယ်တစ်ခုမှာကိုယ်စားလှယ်လောင်းတဦးတည်းသာရှိရင်ရွေးကောက်ပွဲကျင်းပစရာမလိုပဲအဲ့ဒီကိုယ်စားလှယ်လောင်းတွေကိုပဲအနိုင်ရကိုယ်စားလှယ်ဖြစ်ကျင်းရမယ်လို့သိရပါတယ် စစ်တပ်ကဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ90ကျော်ကကိုယ်စားလှယ်လောင်း9000ကျော်ပါဝင်ရှင်ပြိုင်ကြမှာဖြစ်ပြီးကြံ့ဖို့ပါတီကအများဆုံးဖြစ်ပါတယ်။ကြံ့ဖို့ပါတီကပြည်သူ့လွတ်တော်မှာအမတ်လောင်း265ရောက်အမျိုးသားလွတ်တော်မှာအမတ်လောင်း156ရောက်တိုင်းနယ်ပြည်နယ်လွတ်တော်မှာအမတ်လောင်း969ရောက်တိုင်းရင်းသားလူမျိုးစုလွတ်တော်မှာအမတ်လောင်း28ရောက်စုစုပေါင်းအမတ်လောင်း1018ရောက်ပါဝင်ပါပါ။စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲမှာနိုင်ငံတော်ရှင်ပြိုင်မဲ့ပါတီ6ပါတီနဲ့ တိုင်းဒေသကြီးပြည်နယ်တစ်ခုအတွင်းစီယုံမဲ့နိုင်ငံရေးပါတီ50ခုတည်တည်ပုဂ္ဂလပလွတ်တော်ကိုယ်စားလှယ်လောင်းတွေလည်းပါဝင်တယ်လို့သိရပါတယ်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲမှာတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီတဆာညာကကိုယ်စားလှယ်လောင်း694ယောက်တသက်ခံရဲ့ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးကကိုယ်စားလှယ်လောင်း682ယောက်ရှမ်းနယ်တိုင်းရင်းသားမြဒီမိုကရက်တစ်ပါတီကြားဖြူပါတီကကိုယ်စားလှယ်လောင်း984ယောက်ကိုကိုကြီးရဲ့ပြည်သူ့ပါတီကကိုယ်စားလှယ်လောင်း912ယောက် တောင်သူလက်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုယ်စားလှယ်လောင်း428ယောက်၊တိုင်းနယ်ပြည်နယ်တွေမှာရှင်ပြိုင်မဲ့ဒေသဆိုင်ရာနိုင်ငံရေးပါတီ52ပါတီကကိုယ်စားလှယ်လောင်း960ယောက်နဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း65ယောက်တို့ပါဝင်ရှင်ပြိုင်ကြမယ်လို့သိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်ကောမရှင်ကသူတို့ရဲ့အတူရောင်ရွေးကောက်ပွဲအတွက်ပြည်တွင်းဈေးကွက်နံမဲရတရုတ်ဆောင်တွေကိုအသုံးပြုပြီး ခေတ်သမိုင်းကိုဒုံးစီးမိသူများဆိုတဲ့ဝါဒဖြန့် policy စကားတစ်ခုကိုစစ်တပ်ပိုင်းမျိုးရီ channel ကနေတဆင့်ထုတ်လွှင့်ပြသခဲ့ပါတယ်။ခေတ်သမိုင်းတစ်ခုမှရဲဝင်းကရိုက်ကူးတဲ့အဲ့ဒီစကားဟောင်းမကြခင်ကျင်းပမဲ့စစ်ကောင်းဆောင်ရဲ့အတူရောင်ရွေးကောက်ပွဲအရေးပါပုံအကြောင်းနဲ့ပြည်သူတော်လှန်ရေးအပေါ်မဟုတ်မမှန်ဆွဆွဲပုံဖြတ်တဲ့အနေနဲ့ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။အဲ့ဒီစကား KSS စေအုပ်စုဝါဒဖြန့်စကားတွေရဲ့ထုံးစံအတိုင်းပြည်တွင်းဈေးကွက်နာမည်ကြီးသရုပ်ဆောင်တွေကိုဖော်ဖော်တည်တည်တုံထားပြီးစကားထဲမှာတော်လှန်ရေးကြောင့် ပြည်တွင်းငြိမ်းချမ်းရေးပျက်စီးရတဲ့ဆိုတာနဲ့နန်းစီဒီယမ်တွေရဲ့အခမ်းကဏ္ဍအရေးပါကြောင်းပြင်အတူရောင်ရွေးကောက်ပွဲကိုကဘာကဘာသိရှိတဲ့ဆိုတဲ့စတဲ့ policy ကဆက်ဆံအမှုပညာရက်တာမပါဝင်ပဲအတုံးအတစ်လိုက်ဝါရဖြန့်လိန်လေတဲ့ဇလန်းစက်ကွက်တွေနဲ့စညွန်းပြောဆိုချက်တွေပါဝင်နေပါတယ်။ဒီစကားမှာ NATO မြင့်မြတ်နေဝင်အေဂျန့်မောင်ချူလီမင်းမြင့်မုံငပြောကျော်အောင်ခိုင်သွက်လက်စူပါလင်းစတဲ့တရုတ်ဆောင်တွေပါဝင်ထားပါတယ်။ အဲ့ဒီစစ်တပ်ဝါဒဖြန့်စကားမှာပါဝင်သူတွေအလုံးဟာຫນွေဦးတော်လိုင်းရဲ့အစတုန်းကစစ်အုပ်စုကိုစန့်ကျင်နေလူလူတပိတ်ပွဲတွေမှာ CDM ကဏ္ဍအရေးကြီးကြောင်းနဲ့နိုင်ငံကောင်းဆောင်တွေကိုလွတ်ပေးဖို့တောင်းဆိုခဲ့သူတွေစစ်ကောင်းဆောင်မင်းအောင်လိုင်းကိုအာပေါင်းအာရင်တန်တန်ပေါ်တင်ဝေဖန်ခဲ့သူတွေလည်းဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီဇက်ကလူမှုကွန်ရက်ပေါ်ရောက်ရောက်လာခြင်းမှာပဲပါဝင်တဲ့အမှုပညာရှင်တွေကိုပြည်သူတွေကပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုနေကြပြီးရာသပံ point ကောက်လို့ဖို့တောင်းဆိုလာကြပါတယ်။ ဒီဇလန်နဲ့မှာ2021အာနာသိန်းကာလအစအယတားယဟန်ရှင်လူတွေရဲ့ငင်းငင်းကြဲကြဲတောက်ဆူဆန္ဒပြကြတဲ့ပုံရိပ်တွေထက်မိရှိုတာဓာတ်စီလောင်းတာစတဲ့ပုံရိပ်တွေကိုပို့ပို့တာတာတုံထားပြီးဇလန်အတွင်တော်လန်ရေးကြောက်တာမန်လက်လုံလက်စားလူငယ်တွေပေါ်ထိခိုက်မှုဖြစ်စေတာကိုဖော်ပြထားပါတယ်။ဒါအပြင်တော်လန်ရေးအတွက်အရေးပါတဲ့ CDM ဝန်ထမ်းတွေကိုနန်း CDM ဝန်ထမ်းတွေနဲ့နှိုင်းရှင်းကောင်းတိတိတတ်တော်ဝါရဖြန့်ထားတဲ့ဇက်ကွက်တွေပါဝင်နေပါတယ်။ လက်ရှိမှာစေအုပ်စုကတနိုင်ငံလုံးအနက်ဆေးရုံစေကန်စာတင်ကြောင်းဖျားစေဒီပါမချန်ပုံကျဲနေပေမဲ့ဇလန်းနဲ့မှာတော့တရုတ်ဆောင်တွေကစစ်တပ်လက်အောက်ခံနန်းစီဒီယံဝန်ထမ်းတွေရဲ့အရေးပါအကြောင်းကိုပြောဆိုထားကြပါတယ်။ဒါအပြင်နိုင်ငံရေးစိတ်ဝင်စားသူတွေနဲ့ရွေးကောက်ပွဲစတင်သူတွေကိုဟာသတပွဲခပ်ပေါ်ပေါ်ဖန်တီထားပြီးရွေးကောက်ပွဲနဲ့ပတ်သက်လို့အယက်သားတွေကိုချင်းချောက်ထားတာတွေလည်းပါဝင်နေပါတယ်။စကားထဲမှာတော်လိုင်းရဲ့အတွက်ဆိုကဘုံထောင်ကြတဲ့လူငယ်တွေကိုဖမ်းဆီးရမိတဲ့အခါမှာ တရုတ်ဆောင်နေတိုးကဘုံထောင်တာဒေါ်လာရင်းမဟုတ်ဘူးဆိုပြီးတော့လဲဒေါ်လာရင်းပေါ်နှိတ်ချပြောဆိုထားတဲ့ဇက်ညုံးတွေပါဝင်နေပါတယ်။စကားအတွင်ပါဝင်တရုတ်ဆောင်ထားကြတဲ့သူတွေအလုံးအားအကြံဖက်စစ်အုပ်စုရဲ့ဆက်နွယ်နေသူတွေပိုင်ဆိုင်တဲ့ Severson, Hipley, Skynet, Bobo Flame Production စတဲ့ထုတ်လုပ်ရေးတွေမှာအဓိကရိုက်ကူးပေးနေကြသူတွေလည်းဖြစ်ပါတယ်။လက်ရှိမြန်မာပြည်ရုပ်ရှင်လောကယုံတင်ပြသစနစ်ကိုလည်းအဲ့ဒီထုတ်လုပ်ရေးတွေနဲ့လက်ခွဲအမိခံထုတ်လုပ်ရေးတွေကပဲ ချုပ်ကန်ချဲလဲနေတာလို့ပြည်ပရောက်ဒရိုက်တာတယောက်ကဖွင့်ဟထားပါတယ်။အကြံဖတ်စစ်တပ်အနေနဲ့လာမယ့်ဒီဇင်ဘာလအတွင်းမှာအတူရောင်ရွေးကောက်ပွဲအပိုင်း၁ကိုလှုပ်ဆောင်သွားမှာဖြစ်ပြီးတနိုင်ငံလုံးအနက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာနယ်မြေရှင်းလင်းရေးပုံစံစစ်တောင်းထုံးမီးရှို့တာတွေကိုပုံမို့လှုပ်ဆောင်လာတယ်လို့တစ်ဖက်မှာလည်းရုပ်ရှင်သဘင်ဂီတအလွာတွေကိုအသုံးချကပေါ်ပေါ်ထင်ထင်ဝါရဖြန့်လာတာဖြစ်ပါရဲ့ရှင်။စကောင်းတဲ့ဘက်ကသတင်းကိုကြည်အောင်ပါ စကိုင်းတိုင်းဗန်မောက်မြို့ကိုအကြံဖက်စစ်တပ်နဲ့ SNL အဖွဲ့တွေကလက်နက်ကြီးတွေ drone တွေနဲ့တိုက်ခိုက်တာကြောင့်ဌာနဆိုင်ရာအဆောက်အဦတွေမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။မနေ့ကအော်တိုဗော်လာ26ရက်နေ့မနက်ပိုင်းကနေစတင်ပြီးနားရက်ကရွာဖရားကုန်းနဲ့ခမိုးနယ်ဇက်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးတင်းနှံကြောင်းကနေအကြံဖက်စစ်တပ်နဲ့ SNL အဖွဲ့ကဗန်မောက်မြို့ပေါ်ကို120မမလက်နက်ကြီးတွေ drone တွေနဲ့ပစ်ခတ်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ဗန်းမောင်မြို့ပေါ်မှာရှိတဲ့ဌာနဆိုင်ရာအဆောက်အဦတွေမီးလောင်နေတယ်လို့သိရပါဗျ။ဗန်းမောင်မြို့ကိုစက်တင်ဘာလ15ရက်နေ့မှာထိုးစစ်ဆင်ခဲ့ပြီးစက်တင်ဘာလ20ရက်နေ့မှာတော့တော်လရေးတပ်ဖွဲ့တွေကအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တဲ့အပြင်မြို့သိမ်းတပ်ခွဲတွေအတွင်းမှာအကြမ်းဖက်စစ်တပ်စီကနေလက်နက်လေးလက်ခဲရအများပြားနဲ့အတူအခြားဆက်ဆက်ပစ္စည်းတွေကိုသိမ်းဆည်းရမိခဲ့လို့သိရပါဗျ။ဒါအပြင်စစ်တပ်ဘက်က SN ဘိုးတူအပါအဝင်အလောင်း9လောင်းအားရရှိခဲ့ပြီးတော်လိုင်းရဲဘော်6ဦးလည်းကြာဆုံးခဲ့ရပါတယ်ရှင်။ ။မကွေတိုင်းဘက်ကသတင်းတွေမှာတော့မကွေတိုင်းစလင်းမြို့နယ် Grade 10ကျောင်းသူတယောက်ကို Grade 12ကျောင်းသား3ယောက်ကအတင်းအဓမ္မမရင်ကျင့်မှုဖြစ်ပွားခဲ့တယ်လို့မျိုးကန်တွေစီကနေသိရပါဗျ။စလင်းမြို့အထက်ကတည်းကထိုင်တန်းကျောင်းက Grade 10ကျောင်းသူတဦးနဲ့ Grade 12ကျောင်းသားတဦးတို့ဟာသမီးရင်းစားတွေဖြစ်ကြပြီးတဲ့နောက်ကျောင်းသားကသူ့မွေးနေ့မှာဖျားသွားဖို့ချိန်ဆခဲ့ပါဗျ။ပြီးခဲ့တဲ့အော်တိုဗလာ23ရက်နေ့မှာရီစာဖြစ်သူဟာကောင်မလေးကိုမြင်တင်ရက်ွက်မှာရှိတဲ့ထီကြီးဖျားပေါ်ခေါ်ဆောင်သွားက သူနဲ့အတူပါလာတဲ့နောက်ထပ်တငယ်ချင်းနှစ်ယောက်နဲ့အတူဖျားပေါ်မှာအရက်တောက်ခဲ့ကြရလို့သိရပါဗျ။သူတို့သုံးယောက်အရက်သေးစားတောက်စားမှုရစ်ပြီးတဲ့နောက်ကောင်မလေးကိုအတင်းအာဓမပြုကျင့်ခဲ့ကြပြီးအဲဒီလိုပြုကျင့်ခြင်းမှာကောင်မလေးရဲ့ရည်စားဖြစ်သူကကောင်မလေးကိုလဲပင်းညစ်တာ၊ပားရိုက်တာ၊ဗစက်ကိုပိတ်တာတွေကိုပြုလုပ်ခဲ့လို့သိရပါဗျ။တယောက်တည်းလည်းအဲဒီလိုလှုပ်ဆောင်ခဲ့မှုတွေကိုလည်းဖုန်းနဲ့ဗီဒီယိုရိုက်ကာ Telegram မှာဖြန့်ဝေခဲ့လို့လည်းပြောပါဗျ။ အဲ့နောက်ကောင်မလေးကထေကြီးဖျားပေါ်မှာသတိလေးမေ့သွားခဲ့ပြီးသတိပြန်လဲလာချိန်မှာဖျားကိုလာတဲ့သူတွေကိုလှမ်းခေါ်အကူအညီတောင်းခဲ့တာကြောင့်စလင်းစေးယုံကိုပို့ဆောင်ပေးခဲ့တယ်လို့နေကန်တယောက်ကပြောပြပါရယ်။အရမပြုကျင်ခဲ့တဲ့ចောင်းသား၃ယောက်နဲ့ဗီဒီယိုရိုက်ပေးတဲ့ចောင်းသားတယောက်ကိုလက်ရှိစလင်းရဲစခန်းမှာခေါ်ယူထိန်းသိမ်းထားပြီးចောင်းဆရာကြီးဆရာဆရာမတွေနဲ့ရဲတွေကဒီចောင်းသား၄ယောက်အတွက်3900နဲ့ကြေးပေးဖို့ညှိနှိုင်းမှုတွေလုပ်နေတယ်လို့သိရပါရယ်။ အာရမပြုခြင်းခံရတဲ့ចောင်းသူမိဘတွေကတော့ဘာမှမပြောရဲပဲရဲကကြားကနေပြီးတော့ငွေညစ်တဲ့ပုံစံမျိုးဒီတင်းတွေကိုဖုံးပေးမဲ့သဘောမျိုးဖြစ်နေတယ်လို့ဖြစ်စဉ်ကိုသိရှိသူတယောက်က ပြောပါရယ်အတင်းအာရမပြုခြင်းခံရတဲ့ចောင်းသူဟာလက်ရှိချိန်ထိဆလင်းရေးဆေးရုံမှာဆေးကုသမှုခံယူနေရဆဲဖြစ်ပါရယ်ရှင်မကွေတိုင်းဘက်ကိုစက်တီအောင်ပါမကွေးတိုင်းစိတ်ဖြူမျိုးကနေထွက်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား9ယောက်သိမ်းဆုံးခဲ့တယ်လို့ရင်းနှီးသားကော်လမ်းရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဗလာ25ရက်နေ့မနက်10နာရီခန့်မှာစိတ်ပြူမျိုးဘော်လုံးကွင်းကနေထွက်လာတဲ့ကာပါစာ21ကာပါစာ22လာကာတာ23936လာစာခါ9ခလာယာ73တာမခ88တို့ကစစ်သားတွေနဲ့စုဖွဲ့ထားတဲ့အင်အား200ခန့်ပါစစ်ကား55စီးကိုစိတ်ပြူမျိုးနယ်ကွင်းပေ6ကျေးရွာအနီးမှာတော်လိုင်းရေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့လို့သိရပါတယ်။ အဲ့လိုမိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်တော်လိုင်းရဲတပ်ဖွဲ့တွေကချင်းတောင်ကြီးရွာအနီးမှာထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကားနှစ်စီးပျက်စီးခဲ့လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားနေချိန်မှာဆလင်းမြို့နယ်တညောက်တိုက်နယ်လျှက်စစ်ခွဲရုံမှာရှိတဲ့စစ်သားတွေကလက်နက်ကြီးတွေနဲ့ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီးစိတ်ဖြူဆလင်းကားလမ်းကိုလည်းစစ်ကြောင်းထိုးလာတာကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်တွေပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က9ယောက်သေဆုံးက6ယောက်ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့ တော်လိုင်းရဲဘော်တွေကတော့အထီးကိမ်းမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုမကွေးတိုင်းဘက်ကဖာရွေလျာစစ်ကြောင်းရင်းနေတာခေါ်လံပခုတ်ကူခရိုင်အမတ်စကိုတရင်နဲ့အမတ်လေးတရင်တို့ကပူပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။ပြည်သူတွေအနေနဲ့လည်းစည်ရဲ့ခြေနေတွေကိုအမြဲနာဆွန့်ထားဖို့နဲ့တရင်ထုတ်ပြန်ချက်တွေကိုလိုက်နာပူပေါင်းဆောင်ရွက်ပေးဖို့ကိုရင်းနေတာခေါ်လံကတာဝန်ရှိသူကမြစ်တာရက်ခံထားပါတယ်ရှင်။ နေပြည်တော်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ကင်းသာနှင့်ရေဘက်စခန်းမှာစခန်းတာဝန်ခံနှင့်လက်ထောက်ကြီးကြပ်ရေးမှူးထင်းလင်းဦးကအကျဉ်းသားတွေကိုငွေကြေးချင်းချောက်တောင်းခံတဲ့အပြင်ရိုက်နှက်ဖိနှိပ်မှုတွေကိုလည်းအကြီးကျယ်လုပ်နေတယ်လို့အကျဉ်းဦးစီးဌာနသတင်းရင်းမြစ်ကပြောပါရယ်။ကင်းသာနှင့်ရေဘက်အကျဉ်းစခန်းတွင်မှာအကျဉ်းသားတွေအနေနဲ့လွတ်လပ်စွာနေထိုင်ခွင့်ရှိတဲ့ကြက်ချံမာနေမယ်ဆိုရင်တယောက်ကိုငွေကြေး25သိန်း၊ငါးကတ်မာနေမယ်ဆိုရင်တော့တယောက်ကိုငွေကြေး30သိန်း ဝက်ချံမှာနေမယ်ဆိုရင်တယောက်ကိုငွေကျပ်၃၀မိဖို့ကြီးမှာဆိုရင်တော့ငွေကျပ်၅၅သိန်းငါးချက်မှာနေမယ်ဆိုရင်တော့ကျပ်၃၀ငွေကြေးပေးမှသာနေထိုင်ခွင့်ရတယ်လို့သိရပါတယ်အဲ့လိုနေထိုင်မယ်ဆိုရင်တော့အရက်သေးစားတောက်စားရတာကအဆအင်းကမိမလာတဲ့အထီကိုလွတ်လပ်နေထိုင်ခွင့်ရမှာဖြစ်ပြီးအဲ့ဒါကိုစကန်းတာဝန်ခံကျော်မင်းထွန်းကတိန့်ချီတောင်းနေတာလို့အချင်းစကန်းတင်ရင်းမိကပြောပါတယ်အဲ့ဒီအပြင်အပြင်အခန်းတည်တံ့ဆိုရင်300ကဏန်းအထီတောင်းရတာရှိပြီး ။စခန်းတာဝန်ခံကတော့တာဝန်ယူမှုတာဝန်ခံမှုမရှိပါဘူးလို့ဆက်ပြောပါရယ်။ဒါအပြင်ရဲဘက်စခန်းကိုအကျဉ်းသားအသေးရောက်လာတဲ့အချိန်တိုင်းမှာငွေကြေးတွေချင်းချောက်တောင်းခံတာအကျဉ်းသားတွေအပေါ်အလုတ်ချိန်တစ်နေ့တိုင်းတာထပ်ပိုးပြီးကြောက်ထုတ်ခိုင်းတာတွေလည်းရှိတယ်လို့သိရပါရယ်။ရဲဘက်စကန်ရဲ့လက်ထောက်ကြီးကြပ်ရင်မှုတင်လင်းဦးကအကျဉ်းသားတွေပေါ်ဆဲဆိုချိန်မောင်းပြီးအရက်သေးစားတောက်စားမှုရေးလေးရှိတဲ့ပြင်အကျဉ်းသားတွေအပေါ်မှာဖိနှိပ်ချုပ်ချယ်ရိုက်နှက်တာတွေကိုလှုပ်ဆောင်နေကအကျဉ်းနောက်အတွင်းမှာလည်းလူမိုက်မွေငွေကြေးရှာဆက်ကြေးကောက်ခိုင်းနေတယ်လို့လည်းသိရပါရဲ့ရှင်။ ခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့နယ် KK Park မှာမနေ့ကညနေပိုင်းကပောက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပြီး BGF ကအမောင်းချတာကရှင်းလင်းလုံဆောင်နေတယ်လို့နေဆက်ဒေတာသတင်းရင်းမြစ်တွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်မနေ့ကအော်တိုဗလာ26ရက်နေ့ညနေ9နာရီကျော်ခန့်မှာမြဝတီမြို့နယ် KK Park အတွင်ပောက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပြီးတဲ့နောက်မီဂိုလုံးတွေထပ်ပေါ်လာတာကိုတွေ့ရတယ်လို့နေဆက်ဒေတာသတင်းရင်းမြစ်တွေကပြောပါရယ်။အဲ့ဒီခေခေပေါအတွင်းမှာအကြမ်းဖက်လုက္ကင်သူတွေထွက်ခွာသွားပြီးတဲ့နောက် PDF ကနေ့စဉ်ဖောက်ခွဲမှုတွေလှုပ်ဆောင်ကရှင်းလင်းလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အဲ့လိုပောက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မနေ့ကညပိုင်းမှာလည်း PDF က KKF တခုလုံးကိုအမောင်းချထားကရှင်းလင်းရေးတွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့နေဆက်ဒေတာသတင်းရင်းမြစ်တွေကပြောပါတယ်။အဲ့ဒီပောက်ကွဲမှုကပြင်းအားတော်တော်ပြင်းပြီးထိုင်းဘက်ကန်ကအင်ကိုပါပုံစလာထိတာကြောင့်ခေါင်းမိုးပေါက်သွားတယ်လို့နေဆက်ဒေတာသတင်းရင်းမြစ်တွေကဆက်လက်ပြောပါရယ်။ အခုလိုပဲအော်တိုဘောလ25ရက်နေ့ညနေ9နာရီကျော်ခန်းကလည်းခေခေပအတွင်းမှာပောက်ကွဲမှုတွေဇက်တိုက်ဖြစ်ပွားခဲ့ပြီးအော်တိုဘောလ22ရက်နေ့နဲ့အော်တိုဘောလ23ရက်နေ့ကနေစတင်ပြီးခေခေပအတွင်းကကြားဖြန့်လုတ်ကန်နေသူတွေကို BGF ကနှင်ထုတ်ခဲ့ကောင်းအရေးကြီးတဲ့ကြားဖြန့်သရုပ်တထေးတွေကိုတော့ BGF ကခေါ်ထုတ်ကာရွှေကုတ်ကို BGF အရေးသားတွေမှာခေလွန်ခွင့်ပေးထားပါတယ်။မနေ့ကအချိန်ထိခေခေပကနေထိုင်းနိုင်ငံမဲဆောက်မြို့ကိုထွက်ပြေးရောက်ရှိသူစုစုပေါင်း1233ယောက်ရှိနေပြီးထိုင်းအနာပိုင်တွေကစီစဉ်မှုတွေလှုပ်ဆောင်ကာ ယာယီခိုလုံရေးစခန်းတွေမှာထိမ့်သိမ်းထားတယ်လို့လည်းသိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ္တရနေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ